ထိုင်းနိုင်ငံမှာကောထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံနယ်စပ်ဒေတာတလျှောက်မှာကောလေတူးညဉ့်ညံတာကတော်တော်ဆူဆူဝါဖြစ်လာနေပြီတော်မီရှိုတာတွေကြောင့်လေတူးညဉ့်ညံတာကအရင်အရင်တွေကထက်အနေရရှိတဲ့အဆင့်တွေကိုပါရောက်လာပြီကျွန်တော်တို့ရဲ့ကျမ်းမာရေးကိုလည်းတော်တော်လေးကိုဆူဆူဝါထိခိုက်နိုင်တဲ့အဆင့်ကိုရောက်လာနေပြီဒီလိုမျိုးလေတူးညဉ့်ညံတဲ့အခါကျရင် ဖြစ်လာနိုင်တဲ့ကျမ်းမာရေးဆိုးကျိုးတွေက အများကြီးရှိတယ်ဒီထဲမှာမှ အဖြစ်များတတ်တဲ့ကျန်းမာရေးပြဿနာတွေကိုကျွန်တော်ဒီဗီဒီယိုမှာအသေးစိတ်လေးပြောပြပေးမယ်။နံပါတ်1အနေနဲ့အတက်ရှူလမ်းကြောင်းပြဿနာတွေဖြစ်လာတဲ့လေတုညဉာဏကအတက်ရှူလမ်းကြောင်းကိုထိခိုက်စေပြီးတော့ချောင်းဆိုးတာ၊လေပြွန်ရောင်တာ၊ပန်းနာရင်ကျက်ဖြစ်တာ၊နာတာရှည်လေပြွန်ရောင်တဲ့ယောဂါဓာတ်တွေကို ဖြစ်လာစေနိုင်တဲ့အထူးသဖြင့် PM 2.5ဒီလိုမျိုးအမှုံအပွားတွေကနေပြီးတော့ကျွန်တော်ရဲ့အတက်ရှူလမ်းကြောင်းကဒီစင်အဆုတ်ထဲကိုရောက်တဲ့အခါကျရင် အရန်ကိုစစူဝါပြင်းထန်တဲ့အဆုတ်ယောဂတွေကိုဖြစ်လာစေနိုင်တယ်။နောက်ယောဂတစ်ခုကတော့နှာခေါင်းနဲ့လည်ချောင်းယောဂတွေပေါ့။နှာခေါင်းအထက်မှာရှိတဲ့ဒီအမြေပါးတွေကရောင်ရမ်းလာပြီးတော့ရှားလာတာမျိုးတွေနှာရီယူလာမျိုးတွေဖြစ်လာတယ်။ပြီးတော့လေထုထဲမှာရှိတဲ့ဒီညဉ့်ညံတဲ့ပစ္စည်းတွေကလည်ချောင်းကိုရားရံပြီးတော့ခြောက်တွေးစေတဲ့နာကျင်တာတွေဖြစ်လာစေတဲ့နှာခေါင်းပိတ်တာနှာစီးတာတွေလည်းဖြစ်လာစေတဲ့ပြီးတော့ဒီ ထိတ်ခတ်တာပေါ့နော်ဒီနာဒီဒီဘေးတစ်ဖက်တစ်ချက်နားလုံးမှာ ဖြစ်တဲ့အဲ့အတွင်းထဲကလေအိတ်တွေရောင်ရမ်းတဲ့ထိတ်ကတ်နာယောဂါ chronic sinusitis တွေကလည်းဖြစ်လာစေတဲ့တဖြည်းဖြည်းနဲ့ဒီနှာခေါင်းနဲ့အတွင်းထဲမှာရှိတဲ့ sinus လမ်းကြောင်းလေးတွေကနာတာရှည်ရောင်ရမ်းတာတွေဖြစ်လာပြီးတော့နာတာရှည်ထိတ်ကတ်နာယောဂါအဆင့်ထိပါဖြစ်လာနိုင်တယ် နံပါတ်3ခုမြောက်ယောဂါကတော့အဆုတ်ကန်ဆာတွေဒီလေထုထဲမှာပါဝင်တဲ့ဓာတုပစ္စည်းတွေကအဆုတ်ဆဲတွေကိုပြက်ပြက်စီးစေပြီးတော့ကန်ဆာဖြစ်ပွားတာတွေကိုအားပေးတယ်နံပါတ်4ကဒီနှလုံးနဲ့တွေးကြောနဲ့ဆိုင်တဲ့ယောဂါတွေလည်းဖြစ်လာစေတယ်နှလုံးတွေးကြောခြင်းယောဂါတို့နှလုံးခုန်မမှန်တာတို့လေဖြတ်တာတို့နှလုံးထိခိုက်တာတို့ဒါတွေဖြစ်လာစေနိုင်တယ် ဒီ PM 2.5အမုံတွေကတွေးကြောတဲ့တို့ဝင်ရောက်ပြီးတော့တွေးလက်ပတ်မှုကိုပါတွားပြီးတော့ထိခိုက်စေနိုင်တယ်။နံပါတ်5ကတော့ဒီအုံနှောင်းနဲ့အာယုံကြောတွေကိုလည်းတွားပြီးတော့ထိခိုက်စေတယ်။လေထုညဉ့်ညာတဲ့အခါကျရရင်စိတ်တကြတာတွေစိတ်အတက်အကျမြန်တာတွေတခြားစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုပါ ဖြစ်လာစေနိုင်တယ်။အရန်စစိုးွားအနေနဲ့ဆိုရင်တော့လေဖြတ်တဲ့အထိပါဖြစ်စေနိုင်တယ်လို့လည်းပြောကြတယ်။နံပါတ်6ကိုခံအားစနစ်ကလည်း ကြလာတတ်တဲ့ဒီညဉ့်ညံ့နေတဲ့လေထူးကနေတဆင်းကိုခန်အားစနစ်ကအားနည်းလာပြီးတော့ယောဂပိုးတွေကခန္ဓာကိုယ်ထဲကိုအလွယ်တကူဝင်ရောက်လာတဲ့အဲ့ဒီနီအားဖြင့်ကုဆတ်ယောဂတွေကလည်းပို့ပြီးတော့ပြန့်ပွားတတ်တယ်။နောက်ထိခိုက်တာကတော့မျိုးပွားစနစ်ကိုတွားပြီးတော့ထိခိုက်တဲ့အမျိုးသမီးပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ်ဒါနှစ်ဖက်လုံးကိုတွားပြီးတော့ထိခိုက်တယ်အမျိုးသမီးတွေမှာဆိုရင် မျိုးအည်တွေးတွေကကြာဆင်းလာတယ်မျိုးအောင်နိုင်စွမ်းတွေညော့နေလာတယ်ပြီးရင် အမျိုးသားတွေမှာဆိုရင်လည်းဒီတုတ်ပိုးအရေးအတွက်တွေကြာစင်းလာတယ်အရေးအတွေးတွေလည်းကြာလာတယ်ပြီးရင်တုတ်ပိုးလှုပ်ရှားမှုတွေလည်းအားနည်းလာတယ်ဟော်မုန်းဓာတ်မညီမျှတာတွေကအမျိုးသားအမရောအမျိုးသမီးတွေမှာရောဖြစ်လာတတ်တယ်အဲ့ဒီကနေတစင်မျိုးပွားနိုင်စွမ်းကိုလည်းတွားပြီးတော့ထိခိုက်စေတတ်တယ်နံပါတ်၈ကကိုယ်ဝန်ဆောင်တွေမှာလည်းအန္တရာယ်ရှိတယ်ဒီကိုယ်ဝန်ပြတ်ကျတာတွေလာမစိ နေမစိပဲနဲ့ကလေးမွေးပွားတာတွေဖြစ်လာတယ်ကလေးတွေရဲ့ကျန်းမာရေးပြဿနာတွေလည်း ဖြစ်လာစေနိုင်တယ်။နံပါတ်၉ကကလေးတွေမှာဒီဖွံ့ဖြိုးတိုးတက်မှုတွေနောက်နေလာတယ်။ဒီကလေးတွေရဲ့ရုပ်ပိုင်းဆိုင်ရာကောဒီစိတ်ပိုင်းဆိုင်ရာကောဖွံ့ဖြိုးမှုတွေအားနေလာတယ်။အုံနောက်ဖွံ့ဖြိုးမှုတွေဟာတွားပြီးတော့နောက်နေစေနိုင်တယ်။ကလေးတွေမှာအတက်ရှူလမ်းကြောင်းယောဂါတွေပါပို့ပြီးတော့ဖြစ်ပေါ်တာတွေ့ရတယ်။နံပါတ်၁၀ကမျက်လုံးနဲ့အရည်ပြားမှာလည်း ပြဿနာတွေဖြစ်လာတတ်တယ်မျက်လုံးမှာဆိုရင်လည်းဒီမျက်လုံးချိန်ဆက်တာတွေအရေပြားရားရန်တာတွေနော်အရေပြားရောင်ရမ်းတာတွေဒါတွေပါတွဲပြီးတော့ဖြစ်လာတတ်တာတွေ့ရတယ်နံပါတ်7စိတ်ပိုင်းဆိုင်ရာထိခိုက်တာတွေလည်းဖြစ်လာတယ်စိတ်ပစ္စည်းတာစိတ်ဓာတ်ကျတာတခြားစိတ်ကျန်းမာရေးပြဿနာတွေကိုဖြစ်လာစေတယ်ပြီးရင်လူမှုရေးစီးပွားရေးတွေမှာထိခိုက်မှုတွေမများဖြစ်လာနိုင်တယ်နောက်ဆုံးနံပါတ်7အနေနဲ့ကတော့အတက်တူလာတယ်ဒီလေထုညဉ့်ညာမှုတစ်ခုလုံးက လူတက်တန်းကိုရော့ကြစေတဲ့ဒီလိလာတွေ့ရှိချက်တွေအရာတော့လေထုညဉ့်ဉဏ်နာကြောင့်ပုံမှန်ပြန်မြတက်တန်းထက်နှစ်နှစ်ပိုပြီးတော့တက်တန်းတူလာစီတယ်လို့ပြောတယ်အဲ့တော့ကျွန်တော်ဒီမှာပြောခဲ့တဲ့ကျမ်းမာရေးပြဿနာ12ခုမှာနံပါတ်1ကအတက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေဖြစ်လာတယ်နံပါတ်2ကနှာခေါင်းနဲ့လည်ချောင်းယောဂါတွေဖြစ်လာတယ်နံပါတ်3ကအဆုတ်ကန်ဆာတွေဖြစ်လာတတ်တယ်နံပါတ်4ကနှလုံးနဲ့တွေးကြောဆိုင်ရာယောဂါတွေဖြစ်လာတတ်တယ် ။နံပါတ်5အုံနှောင်းနဲ့အာယုံကြောဆိုင်ရာကျန်းမာရေးပြဿနာတွေဖြစ်လာတယ်။နံပါတ်6ကိုခံအားစနစ်တွေကျဆင်းလာတယ်။နံပါတ်9မျိုးပွားစနစ်တွေလည်းကျဆင်းလာတယ်မျိုးပွားစနစ်တွေတွားပြီးတော့ထိခိုက်တယ်နံပါတ်10ကိုဝန်ဆောင်တွေမှာပါအန္တရာယ်ရှိလာတယ်နံပါတ်9ကလေးတွေရဲ့ရုပ်ပိုင်းဆိုင်ရာအောင်စိတ်ပိုင်းဆိုင်ရာအောင် ဖွံ့ဖြိုးတိုးတက်မှုတွေနှောင့်နေလာတယ်။နံပါတ်10မျက်လုံးနဲ့အရေပြား ပြဿနာတွေစိုးဝါလာတတ်တယ်။နံပါတ်7စိတ်ပိုင်းဆိုင်ရာထိခိုက်တာတွေဖြစ်လာတတ်တယ်။နံပါတ်7အတက်တူတာတွေဖြစ်လာတတ်တယ်။အဲ့တော့ဒီဆက်နှစ်ချက်ကတော့လေထုညံ့ညမ်းတာနဲ့အများကျွန်တော်တို့လူသားတွေမှာဖြစ်လာနိုင်တဲ့အဓိကကျန်းမာရေးပြဿနာတွေပဲဖြစ်ပါတယ်။ကျွန်တော်ဆက်ပြီးတော့ဒီလိုမျိုး ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာကျွန်တော်တို့ရဲ့ကောင်းကင်ကြီးဟာလေထုညံ့ညမ်းနေတယ်ဆိုရင်ကျွန်တော်ဦးတယောက်ချင်းစီအနေနဲ့ဘာတွေလိုက်နာရမလဲဆိုတာကိုကျွန်တော်ဆက်ပြီးပြောပြပေးပါမယ်။ဒီအထည်ကြည့်ပြီးတဲ့အတွက်ကြောင့်မို့လို့ကျေးဇူးတင်ပါတယ်။ကျေးဇူးပြုပြီးတော့ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်အကျိုးကျေးဇူးရှိခဲ့တယ်ဆိုရင် channel တူတွေတိအောင် share ပေးပါဦး။လေထုညံ့ညမ်းတာကြောင့်ဒီလိုမျိုးကျန်းမာရေးပြဿနာထိခိုက်တယ်ဆိုတာသိလာပြီဆိုရင်ကျွန်တော်တို့အတိုင်းအတာတစ်ခုထိဘလောက်ထိ ကာကွယ်လို့ရမလဲဆိုတာကိုနောက်ဗီဒီယိုမှာဆက်ပြောပြပါမယ်။ဆက်ပြီးတော့ကြည့်ရှုလေ့လာပေးပါဦး။ကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ။ကိုကျမ်းမာစိတ်ကျန်းတော်ပါစေ။